Si vi ben tenne ni zoma Si vi vare ho de ya papa wa ha Ni zoma Si vi ba tenne ni zoma shi ni Ni zoma Si vi ben shi မြန်မာနိုင်ငံရဲ့ပထမဆုံးဂီတစုပေပွဲဖြစ်တဲ့မိုးရသည်စုပေပွဲကိုအောက်တိုဘာ16ရက်နေ့ကရန်ကုန်မှာကျင်းပခဲ့ပြီး folk, rock, rock စတဲ့ဂီတအမျိုးအစားလိုက် fusion နဲ့ surreal တွေကိုရွေးချယ်ပေးရခဲ့ပါတယ်။လွမ်ပိုင်းနီနီခင်ဇော်နဲ့ဝေလာတို့သုံးယောက်စုနှစ်ခုစီရရှိခဲ့ပါတယ်။မုတ်တုံရာသီရဲ့ရေးစီးကောင်းလို့နာမည်ပေးထားတဲ့ပြည်သူတွေမဲပေးရွေးချယ်တဲ့ surreal တွေမှာ folk ဂီတစုကို လွှမ်းရည်တည်သော rock ဂီတစုကိုဘစ်ဘက် rock ဂီတစုကိုလွှမ်းပိုင်းလို့ရရှိသွားပြီးကျွမ်းကျင်ပညာရှင်တွေကရွေးချယ်ပေးတဲ့ folk ဂီတစုကိုနီနီခင်ဇော် rock ဂီတစုကိုဝေလာ ရက်ဂီတာဆူကိုလွှမ်းပိုင်ကရရှိခဲ့ပါတယ်။မြမအီဗန်ဘက်မှာကျင်းပါတဲ့မြမမျိုးစစ်အဝတ်မိုးရသည့်စုပေးပွဲမှာဝိုင်းစုခိုင်တိန်ဆိုင်ဆိုင်ခံလိုက်။အောင်ရင်နဲ့ရှာရာဗန်ကလည်းဂီတာအဖွဲ့ဆူကိုရရှိခဲ့ပါတယ်။မြမပြီမှာပညာရှင်အဆင့်ဂီတာသမားတွေအကဲဖြတ်ပြီးတဲ့ဆူနဲ့ပရိသတ်ကရွေးချယ်တဲ့ဆူတွေကိုချီးမြှင့်ရတာတန်ဖိုးရှိပါတယ်လို့စီစဉ်သူတေးရေးရွှေကျော်ကျော်ကပြောပါတယ်။အမှတ်ပေးရွေးချယ်မှုကိုလည်းအဆင့်ဆင့်အကဲဖြတ်ပြီးပေးတာဖြစ်တယ်လို့ အဖန်တွေမှာတောင်းဆိုခံရတဲ့တချင်းနဲ့ဆူတော်အချင်းယူတွေကိုတွက်ချက်ခဲ့တာလို့ဆိုပါတယ်။နောက်မှဒီထက်ပိုကောင်းတဲ့နီလန်းတွေနဲ့လုံနိုင်အောင်ကြိုးစားသွားမယ်လို့လည်းပြောပါတယ်။ပစ်ဆိုစာမျက်နှာတွေပေါ်မဲပေးတာပရိသတ်စီကမဲကောက်ခတာပေါ့။ musician တွေဟီတာပညာရှင်တွေဘက်ကမဲနေတယ်ပေါင်းမှာမဟုတ်ဘူး။ lab အိမ်မာတွေထိုင်ပြီးတော့စစ်ကြတာပညာရှင်တွေ။ကိုကတော့ online ပေါ်မှာမဲပေး။ online ပေါ်မှာမဲကြည့်တယ်ပြီးလို့ရှိရင်လူတယောက်ဟာကိုယ်အတိုင်းဝိုင်းကမနေ့ မရမနာဝိုင်းအမှတ်ပေးလိုက်ရင်လည်းရနိုင်တဲ့အတွေ့အကြုံမလို့ဘာနဲ့ပြန်ထိန်းထားရလို့ဆိုတော့ FN အဲ့ဒီချင်းကိုတောင်းဆိုမှုရှိရှိအရေအတွက် FN ရေအတွက်နဲ့ပါတစ်ခါပြန်ပေါင်းထားဒေါ်မတာဒီစုရဲ့ဒါအကြမ်းမြင်ပေါ့နောက်များကြတော့ဒီရဲ့ပြည်စုံနဲ့စနစ်ကိုတုံးကြည့်သွားလို့ပေါ့ဒါတလို့အကောင်းဆုံးစဉ်းစားလို့ရတာဒါပဲဖြစ်နေပဲဒီနှစ်ရပေါင်းပါလို့ဒါနဲ့ဆွထွက်လာမယ် Rock Pop နဲ့ Rock Guitar မျိုးစားသုံးခုကိုအဓိကခွဲကြပြီးမိုးရသည့်ဂီတစုပေပွဲကိုနှစ်ဆင့်ချင်းမြင်သွားနိုင်ဖို့စီစဉ်မယ်လို့လည်းဆိုပါတယ် ဘဝဆိုတာပျော်ရွှင်စရာကောင်းယုံနဲ့မရပဲဂုံတိတ်ခါလည်းရှိမှဖြစ်မှာမို့ဂုံတိတ်ခါနဲ့အတူပျော်ရွှင်ခြင်းတွေရောက်လာရင်ပိုပြည့်စုံမယ်လို့မျှော်လင့်ပြီးကျင်းပဖြစ်တာပါလို့ရွှေကျော်ကျော်ကပြောပါတယ်ပျော်ရွှင်စရာကောင်းယုံနဲ့မရပဲနဲ့ဘဝဆိုတာဂုံတိတ်ခါလည်းရှိမှပျော်ရွှင်စရာကောင်းတာပါအဲ့တော့ပရိသတ်တွေရဲ့ရင်ထဲကိုကျွန်တော်ကပျော်ရွှင်စရာတွေရောက်လာခြင်းဟာဂုံတိတ်ခါနဲ့အတူရောက်လာခြင်းဟာပိုအသေးပဲရှိတယ်လို့ထင်ပါတယ်ဂုံတိတ်ခါရှိရဲ့စုစုဖြစ်ဖို့ကျွန်တော်ကစူးစမ်းကြည့်တယ်ဒီလိုချက်တော့ မိုးရာသီဂီတစုပေးပွဲကိုအရန်သဘောကျနေသူကအဆိုတော်ဂရီဟမ်ပါဒီထက်ကြီးကျယ်ခမ်းနားတဲ့ပွဲမျိုးတွေရှိနေခြင်းပြီးဂီတနဲ့ပတ်သက်ရင်ထူးချွန်စုဆိုတာတည်တည်ချာချာမရှိသေးတာကြောင့်မြန်မာ music award ဆိုပြီးပေါ်လာတာအရန်ကောင်းတယ်လို့ဆိုပါတယ်တကယ်တော်ပြီးတကယ်တက်တဲ့သူတွေကိုရစီခြင်းတယ်လို့လည်းပြောပါတယ်ကျွန်တော်အနေနဲ့ကတော့ဒီတမကကြီးကျယ်ခမ်းနားတဲ့ပွဲမျိုးတွေရှိစေချင်ပါတယ်။ဂီတနဲ့ပတ်သက်ရင်ကျွန်တော်တို့အကယ်ဒမီဆိုပြီးတော့တည်ချာမရှိပါဘူး။ဒီမြန်မာ music awards ပေါ်လာတော့ကျွန်တော်တို့ကျွန်တော်အနေနဲ့တော့ဝမ်းသာတယ်ဒီတက်မကကြီးကြီးမားမားကြီးကြီးကျယ်ကျယ်ဖြစ်စီခြင်းနဲ့ပြီးတော့အနုပညာရှင်ချင်း artist ကနေပြန်ပေးတဲ့စုမျိုးကြတော့ပို့ပြီးတော့အရေးကြီးပါတယ်နောက်တကယ်တော်ပြီးတော့တကယ်တက်တကယ်ကောင်းတဲ့လူတွေကိုကျွန်တော်ရရှိခြင်းပါတယ်ပြိတ်သက်ကရွေးချယ်တဲ့ဂီတစုတွေကိုအရင်ဆုံးချီးမြှင့်ခဲ့ပြီးပညာရှင်တွေကချီးမြှင့်တဲ့စုတွေကိုနောက်ပိုင်းမှာပညာပေးရခဲ့ပါတယ်အခမ်းအနားကိုတက်ရောက်လာတဲ့စုတော်တွေကလည်း future ခန်းနာတဲ့ဖြုတ်ပြမှုတွေနဲ့တင်ဆက်ခဲ့ကြပါတယ် တချင်းစုဘူအခမ်းအနားရောက်လာတဲ့စူရော်လွှမ်းပိုင်ကမိုးရသည်ရဲ့ပွဲကဒီလောက်ခမ်းနားနေရင်နှစ်ဆင့်ပြင်းပမဲ့ပွဲမျိုးဆိုရင်ဘလောက်ခမ်းနားမလဲဆိုပြီးရင်ခုန်နေခဲ့ရတယ်လို့ဆိုပါတယ်။သူစုရဖို့အွန်လိုင်းကနေမဲပေးခဲ့ကြတဲ့ပရိသတ်ကိုကျေးဇူးတင်တယ်လို့လွှမ်းပိုင်ကပြောပါတယ်။ အာဒီနေ့ပွဲကတော့ကျွန်တော်မျော်မှန်းလာတာတော့ဒီလိုလဲပါရပါတော့နောက်တစ်လရဲ့ပွဲတော့မှာဒီလောက်ခဏနေကျွန်တော်တော့ဒီ annual ပွဲဆိုဘယ်တော့မှမိုက်ပဲအဲ့ဒါကိုကျွန်တော်ကြည့်ရရေကုန်ပါရောကျွန်တော်ဟိုဟာ Facebook မှာပေါ့နော်ဗီဒီယိုမနာမနေမိတ်မနေအလိုသူချူလာပေးတယ်ဒီကျွန်တော်ပြည်သက်ကြီးဟိုကတိရတဲ့အားလုံးကျွန်တော်အရင်မှတင်ပြပါတော့